ခွတ်ခွာမင်္ဂလာပါရှင်ကျမကတော့ဒေါက်တာခင်စောင်းနဲ့ဖြစ်ပါတယ်ဗဟုအလုအမှုဆောင်ဖွဲ့ဝင်လီစုအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဒူးလေးပါတီမှ ဖြစ်ပါတယ်ရှင်မူဝါဒအနေနဲ့ကတော့ပါတီစုံဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရာ၌တိုင်းရင်းသားအလုံးပါဝင်ရမည်ဒီမိုကရေစီလမ်းကြောင်းနှင့်မလွဲချော်စေရန်ဖြစ်ပြီးဥပဒေနှင့်ညီညွတ်သောလှုပ်ဆောင်ချက်များကိုလှုပ်ဆောင်ရန် ဖြစ်ပါတယ်။လုပ်ပိုင်ခွင့်များကိုခွဲဝေကျင့်သုံးပြီးပေါင်းစည်းနေထိုင်ခြင်းမျှဝေခံစားခြင်းများသည်ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စုနိုင်ငံတည်ဆောက်ရန်မူဝါဒများသည့်လီစုအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဒူလေးပါတီ၏မူဝါဒများပင်ဖြစ်ပါသည်။သဘောထားအနေနှင့် လီစုအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဒူလေးပါတီသည် ပြည်တော်စုသမရမြန်မာနိုင်ငံကို ချစ်မြတ်နိုးပါသည်မြန်မာနိုင်ငံတွင် နေထိုင်ကြသောတိုင်းရင်းသားအလုံးအချင်းချင်းတံပိုးထားရသော ကိုယ်ပိုင်ရင်ကျေးမှုစာပေအမှုပညာများကိုဖော်ထုတ်ပြီးနိုင်ငံ၏ဒီမိုကရေစီလုံပိုင်ခွင့်များကို ခွဲဝေကျင့်သုံးပြီးပေါင်းစည်းနေထိုင်လိုသောသဘောထားများရှိပါသည် ပါတီဆောင်ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုလည်း အောင်မြင်စွာကျင်းပနိုင်စေခြင်းသော သဘောထားသည် လီစုအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဒူးလေးပါတီ၏သဘောထားဖြင့်ဖြစ်ပါသည်ထို့ပြင် ပါတီများတိုင်းရင်းသားများကိုကြဲကြဲပြန့်ပြန့်ကိုစားပြုသည့်ရွေးကောက်ပွဲကျင်းပနိုင်ရေးကိုပြည်တော်စုမြန်မာနိုင်ငံအတွင်းမိတင်းနေထိုင်ကြသောတိုင်းရင်းသားများအလုံးက ဝိုင်းဝန်းပူပေါင်းကြိုးပမ်းချဖို့ကိုလေမျှော်မှန်းချက်ထားပါသည်ဒီမိုကရေစီဖော်ဆောင်ရေးကိုလုံသားပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်နေသော လုပ်ငန်းစံဓာများသည်လီစုအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒူးလေးပါတီ၏သဘောထားတည်ရပင်ဖြစ်ပါသည်ထို့ပြင်လီစုလူမျိုးများအနေနှင့်မိမိတို့၏ဒေတာဆွဲလူမျိုးဆွဲမရှိ အလိုရိုးသားသော နိုင်ငံတော်ကို ပုံကန်သောအဖွဲ့အစည်းမျိုးလည်းမရှိခဲ့ကြပါဒါကြောင့်လေတမိုင်းပညာရှင်သူတေတီများအနေနှင့်လည်းဂုံပြု၍လီစုထိုးဤစပေရင်ကျေးမှုရိုးရာဓလေ့ထုံးစံများကိုသူတေသနာပြု၍ဖော်ထုတ်ခဲ့သည်လီစုတိုင်းရင်သားတို့ဤချစ်စပွဲတံပိုးထားပွဲကိုပိုင်ရင်ကျေးမှုကမ္ဘာနေရာအနှံ့အပြားပြန့်လန့်နေထိုင်ခြင်းများဥပမာ အိန္ဒိယယူနန်ပြည်နယ်အရှေ့တောင်အာရှများတွင် ပြန့်နှံ့နေထိုင်တော်လဲဘုံစကားရှိ၍တံပိုးထားเสียဖြစ်ကြောင်းဖော်ထုတ်ခဲ့သည် တိုင်းရင်သားတအူးနှင့်တအူးချစ်ခင်လေးစားလာစီခြင်းသည်လီစုအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏သဘောထားဖြစ်ခဲ့ရသည်ဒီမိုကရေစီလမ်းကြောင်းဖော်ဆောင်ရာတွင်ငြိမ်းချမ်းရေးသည် အလွန်အရေးကြီးသောကဏ္ဍမှပါဝင်သည် တကပါလုံးငိမ့်ညမ်းကြပါစေမြမပြည်တဟွန်းလှပตายาสูပြေစေခြင်းတာကလေလီစုအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒူးလေးပါတီဤသဘောထားပြင်ဖြစ်ပါသည်လက်နက်ကင်အဖွဲ့စည်းများအနေနှင့်လေပွင့်လင်းမြင်သာသောစန္ဒများတိုင်းရင်သာအချင်းချင်းချစ်ခင်ကြမယ်နိုင်ငံအကျိုးပြုလုပ်ငန်းများတွင်တရောင်းတနေရာကပါဝင်လာကြမယ်ဆိုရင်ယနေ့နိုင်ငံတွင်ကြုံတွေ့နေခဲ့ရသော ရေဘေးစစ်ဘေးငလျင်ဘေးစတဲ့တဘာဝအန္တရာယ်များခံစားရသောဒေသခံတိုင်းရင်းသားများကိုတက်ဆွမ်းသမျှကူညီချစ်ခင်ဝိုင်းဝန်းအားပေးကြမည်ဆိုပါကအလုံးကိုကန့်လင့်လိုကြိုနေကြမှာပါယင်ထဲမှာမေတ္တာထားတတ်ကြပါလေလူသားတိုင်းရှိပါလေဒါကြောင့်အလုံးမေတ္တာအရင်ခံထားပြီးအချင်းချင်း စီလုံးချစ်ကြည်ငြိမ်းညမ်းစေခြင်းကြခြင်းသည်လီစုအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဒူးလေးပါတီ၏သဘောရာမေတ္တာဓုတဲ့ကြီးမားခြင်းပင်ဖြစ်သည်တရင်သာအလုံးယုံကြည်ကိုးခွယ်ခြင်းများကိုလည်းလွတ်လပ်စွာ ကိုးခွယ်ချပြီးအဓိကသည်မေတ္တာထားရခြင်းကတော့တူညီကြပါသည် လီစုအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဒူးလေးပါတီသည်လွတ်လပ်စွာကိုးကွယ်ပြီးတိုင်းရင်းသားအားလုံးနိုင်ငံတော်ချစ်ပြီး အတူတကွနိုင်ငံအကျိုးသေဖို့စေလိုသော သဘောထားသည်လည်းလီစုအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဒူးလေးပါတီ၏သဘောထားတစ်ရပ်ပင်ဖြစ်ပါသည် တောင်ပေါ်မြေပြန့်မခွဲခြားပဲတိုင်းရင်းသားများဤပညာရေးတိုးတက်ဖွံ့ဖြိုးသည့်ထက် ဖွံ့ဖြိုးလာစေရန်စွမ်းဆောင်ပေးနိုင်သော သဘောထားများသည့်လီစုအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏သဘောထားတည်ရပင်ဖြစ်ပါသည် နိုင်ငံတော်ကာကွယ်ရေးအတွက်လည်းပူးပေါင်းပါဝင်ဆောင်ရွက်နေသောဌာနေပြည်သူစစ်လီစုတိုင်းရင်းသားလူငယ်မောင်မယ်တိုင်းရင်းသားများသည်လည်း နိုင်ငံအကျိုးတည်ဖို့ရာတွင် အခြားတိုင်းရင်းသားများဤတူ စေတနာရင်ခံ၍စီလုံးကူညီပံ့ပိုးပူးပေါင်းဆောင်ရွက်စေခြင်းသို့သောသဘောထားများသည့်လီစုအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒူးလေးပါတီ၏သဘောထားပင်ဖြစ်ပါသည်ပြည်ထောင်စုတမရမြန်မာနိုင်ငံတော်တွင်မှီတင်းနေထိုင်ကြသောတိုင်းရင်းသားများအလုံးဤစားဝတ်နေရေးပြည်လေပြီးဘေးအန္တရာယ်အပေါင်းမှကင်းဝေးစေလိုသော သဘောထားများသည့်လီစုအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဒူးလေးပါတီ၏စိတ်ရင်းသဘောထားတည်းအပြင်ဖြစ်ပါသည်လုပ်ငန်းရှင်များပြည်တော်စုသမရမြန်မာနိုင်ငံအတွင်းမိတီးနေထိုင်ကြသောတိုင်းရင်းသားများအားလုံး၏ပညာရေးကိုခင်မီဖွံ့ဖြိုးတိုးတက်စေရန် ကချင်ပြည်နယ်ပူတာအိုခရိုင်တွင် ရှိသော လီစုရှမ်းရဝမ်းရွာများတွင်တင်ထောက်ကူပစ္စည်းများကို လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပေါင်းစည်း၍လှူဒန်းမှုများပြုလုပ်ပါမည်။တိုင်းရင်သားမောင်မယ်လူငယ်များ၏အလုတ်အကိုင်အခွင့်အလန်းများရရှိစေရန်အသေးစားစက်မှုလုပ်ငန်းအိမ်တွင်းမှုတည်နှံများကိုတည်နှံပို့ချပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများပြုလုပ်နိုင်ရန် အစီအစဉ်များဆောင်ရွက်ပါမည်ဗုဒ္ဓဘာသာ ခရစ်ယာန်မခွဲခြားဘဲလိုအပ်သောလှူဒန်းမှုများကို စီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်၍ပါဝင်ဆောင်ရွက်ပါမည်တိုင်းရင်းသားများ၏ယဉ်ကျေးမှုအမွေအနှစ်များထိမ့်သိမ့်၍ပူတာအိုခရိုင်တွင်ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအထောက်အကူပြုအဖွဲ့ငယ်များ နှင့်အတူ ပူးပေါင်း၍ကမ္ဘာခီးသွားများ လာရောက်၍နိုင်ငံတော်ဝင်ငွေတိုးတက်ရေး e-tourism ကို အကောင့်အထည်ဖော်ရန်ဆောင်ရွက်ပါမည်။တိုင်းရင်းသားများပြန်လည်စည်းလုံးညီညွတ်ရေးရရှိနေစေဖို့အတွက်အမျိုးသားစည်းလုံးညီညွတ်ရေးခိုင်မာနေရန်လိုအပ်ပါသည်။လက်ရှိအခြေအနေအရအမျိုးသားပြန်လည်စီလုံးညီညွတ်ရေးကိုစောင့်ရွက်ရာတွင်လက်နက်ကိုင်ပြည်ပခများခြုံငိမ့်စေရေးအတွက်ဖြည့်ရှင်းရမည်ဖြစ်ပါသည် လေယာစိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းတက်ထူတူးဖော်ခြင်းကြောက်စိမ့်တူးဖော်ခြင်းပင်ရင်တူးဖော်ခြင်းထုတ်လုပ်ခြင်းလုပ်ငန်းများသည်ကချင်ပြည်နယ်တွင်နေထိုင်ကြသူများ၏အထူးကအသက်မွေးဝမ်းကြောင်းစီးပွားရေးလုပ်ငန်းများဖြစ်ကြပါသည်ထို့ကြောင့်လည်းဥပဒေနှင့်အညီတရားဝင် နိုင်ငံသားတိုင်းရင်သားများအထွတ်လုံပိုင်ခွင့်များရရှိရေးအတွက်ဆောင်ရွက်နိုင်ရန်ဥဆောင်မှုများကို ပြုလုပ် နိုင်ခြင်းလုပ်ငန်းစဉ်တရက်အဖြစ်လီစုအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒူးလေးပါတီအနေနဲ့တင်ပြဆောင်ရွက်ပါမည်လူမှုစည်းဘွားလူအခွင့်အရေးများလျင်မြန်တိုးတက်ဖွံ့ဖြိုးစေမည်ဒူးလေးပါတီအလောက်အကန့်အခွင့်လန်းပညာဖွံ့ဖြိုးလျင်မြန်စွာတိုးတက်စေမည်ဒူးလေးပါတီယုံကြည်မှုကို အကောင့်ထဲပေါ်မှဒူးလေးပါတီပါရှင် အခိရှာမှုကျေးဇူးတင်ပါတယ်ရှင်။ love. ti su yiwa wo kwa ni ra goda su be ke be da da pe ni su ro she ne kwa dola dola du ni po po kwa ho je bala su ti le te ni a wo la mu la du ni su shi te chi tu le yiwa wo te te tu le 牵挂。